အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CDM စစ်သားဇေယောဖြစ်ပါတယ်2025ခုနှစ်မေလ4ရက်တနေ့ဦးနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မကွေတာမင်းမုခရာစနေမျိုးနဲ့ဆမကျော်မျိုးဥက္ကူလန်းရွာကိုလေချောင်းကနေဘုံသုံးလုံးချပြီးတိုက်ခိုက်ဖျက်ဆီးထားပါတယ်နေမူကန်ရွာနောက်ဘက်မှာတော့အမြေပြင်ထိတွေ့မှုပြင်းထန်ခဲ့ပြီးစစ်ကောင်စီဘက်က38ရောက်မဆီကြိုက်သွားတာကိုဂျင်းနဲ့အားရကြမယ်လို့ထင်ပါတယ် ဒါပြင်အရှင်လက်ရဖန်ဆီးမိတာတွေလည်းရှိပါတယ်။မက်ဆီကိုက်သွားတဲ့အတမတ်ကိုစီစစ်နေတဲ့ဖြစ်ပေမဲ့ဆလဲဆမကြောအနောက်ချမ်းဝင်ထဲမှာအမှတ်20ကာဝေးပစ္စည်းဆက်ယုံနဲ့အမှတ်21ကာဝေးပစ္စည်းဆက်ယုံကစူပေါင်းတက်တွေလှုပ်ရှားနေတာများပါတယ်။မြို့တော်လားချုံမှာတော့စစ်ဘေးတံကြောင့်နေအိမ်တိုက်တာပျက်စီးမှုထိခိုက်မှုစီးရင်တွေကိုစစ်ကောင်စီရဲ့ထွေအုပ်ကပြုစုနေတာဖြစ်ပါတယ်။ငလင်ဘေးတံနဲ့စီးရင်ရောချပြီးခေါင်းစဉ်ပြောင်းသုံးမဲ့လက္ခဏာရှိပါတယ်။ ရှမန်နေ့ည9:00နာရီကအချိန်ကတော့တိုင်းစစ်ဌာနချုပ်ထဲကနေ MI 35တိုက်ခိုက်ရေးရဟတ်ရင်ပစီစတင်လှုပ်ရှားပြန်တန်းနေပြီဖြစ်ပါတယ်။အချင်းမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဟာတိုက်ခိုက်သိမ်းပိုက်ခံရပြီးပျက်စီးသွားခဲ့ပေမဲ့တောင်ကြီးမှာပြန်လည်ဆုတ်ဖွဲ့ခဲ့ပါတယ်။မိုင်းရတန်ရမ်းမှာယာယီအခြေပြုထားခဲ့ဇင်မာတဲ့ကဥယေထောက်ရုံးလုပ်ငန်းတွေကိုအွန်ပေပါလုပ်နေတယ်လို့သိရပါတယ်။ချွေလီရေအားလျှက် လုံခြုံရေးတပ်ဖြစ်တဲ့မန္တအခြေဆိုင်အမှတ်144ခြေလင်တိုင်ရင်ရဲ့ဖြစ်စဉ်မှတ်တမ်းအပိုင်းနဲ့အမိန့်တစ်ခုကိုယခု YouTube post ရဲ့ comment မှာဖော်ပြပေးထားပါတယ်။တော်လိုင်းရဲ့အားသူတွေတိမ့်ပိုက်တာခံရတဲ့အကျန်းပဲ့ထက်ရဲ့တိုင်းရင်ဌာနချုပ်တွေကမြေပြင်မှာမရှိတော့ပေမဲ့သူတို့ရဲ့စစ်အင်ကားစင်တွေတဲကနေချက်မပြစ်သေးပဲစာရွက်ပေါ်မှာဖွဲ့စည်းပုံတက်ခါအလုရှုပ်ခံပြီးလုံနေကြသေးတာဖြစ်ပါတယ်။စကိုင်းတိုင်းအင်းတော်မျိုးသိန်းတိုက်ပွဲပြီးကြတဲ့ကတာခြေဆိုင်အမှတ်309ခြေမြန်တိုင်ရင်ကိုမုံရွာ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေရဟတ်ယာဉ်တွေနဲ့အင်အားဖြည့်တင်းလျက်ရှိနေတာဖြစ်ပါတယ်။ကာကွယ်အင်အားစုတွေဘက်ကလည်းကတားနဲ့ဖြည့်ကြနှစ်ခုတည်းကဘေးဟာကိုအရင်တိုက်ရမလဲမဲနိုင်နေပုံရပြီးအတိုက်ခံရမယ့်စစ်တပ်ဘက်ကလည်းတနေရာကိုစပြီးတိုက်ခံရင်းနေပုံရပါတယ်။ဟုတ်တယ်လေတနေရာကိုစတိုက်ပြီဆိုရင်ကြံတနေရာအစီနှံ့နေလို့ရပြီဖြစ်ပါတယ်။စကိုင်းမျိုးအုံတော်အခြေဆိုင်အမှတ်6005တင်ကားတက်ရင်ကနေအရှိမြောက်ဒေသတွေကိုလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတို့နဲ့အိမ်မွေးတိရစ္ဆာန်တွေတည်ဆုံးတယ်လို့သိရှိရပါတယ်။ကရင်နီမိုးပြဲဆင်းမျက်နှာစာမှာကရင်နီပူပေါင်းတပ်ဖွဲ့တွေဘက်ကပေးဆပ်မှုတွေရှိနေတယ်လို့စစ်ကောင်စီဘက်ကလည်းအထင်အားလေးရှိပါတယ်။စစ်ကောင်စီဟာတင်ကားတွေကိုပါတရားပြေးဌာနဖြစ်အသုံးပြုလာတာဖြစ်ပြီးဓာတ်ရိုက်ပစ်လက်နက်ဖြစ်အဓိကခြေကုပ်နေရာတွေကိုပစ်ခတ်နေတာဖြစ်ပါတယ်။မိလောင်မုံမျိုးစားတွေကိုပါအသုံးပြုလာနေတာကိုလည်းတွေ့ရပါတယ်။မိုးပြဲဆင်းမျက်နှာစာဟာ ဟာသာဘောလခဲကနေမြေကန်တက်တွေအသက်ရှူချောင်စီဖို့လေချောင်းပြစ်မှုအားကိုအသုံးပြုထားပြီးတိုက်စစ်အချိန်ရက်မတော်အောင်ကြိုးစားနေတာဖြစ်ပါတယ်။စစ်ကောင်စီရဲ့ဒဏ်ပြန်တိုက်စစ်ကြောင့်ကရင်နီတပ်ပေါင်းစုတဖြည်းဖြည်းချင်းနောက်ဆုတ်လာရတဲ့အောင်ရှိနေပါတယ်။မိုးပြေကုန်းတာဘက်ကနေလည်းစစ်ကြောင်းတစ်ကြောင်ထပ်တက်လာပြီးလွိုင်ကော်ခြေဆက်အမှတ်261ခြေလင်တိုင်ရဲ့လက်နက်ကြီးပြစ်မှုအားနဲ့ချစ်တိုးလာတာဖြစ်ပြီးထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီဖြစ်ပါတယ်။ ရှစ်ကောင်စီသားမိုးပြဲကိုပြန်လဲထိမ့်ထုတ်သွားနိုင်မှာကနတ်မဲခုံမှာလက်နက်ကြီးစခန်းအခြေပြုတပ်ဆွဲမဲ့စီမံချက်ရှိနေပါတယ်။ရှားမညမြေတထုံမြို့နယ်တူဝနဝရီမြို့စိုက်ခေါ်ရွာထက်မိုးကောင်းတရာမိုင်းခွဲဖြက်စီးခံလိုက်ရတယ်လို့သိရှိရပါတယ်။ရန်ကုန်ဖအံလမ်းကြောင်းနဲ့ရန်ကုန်မော်လမြိုင်လမ်းကြောင်းပြတ်တောက်သွားပြီဖြစ်ပါတယ်။တောင်ပိုင်းနယ်စစ်ဌာနချုပ်တောင်ဦးမှာမြန်မာပြည်အနောက်ပိုင်းနဲ့အောက်ပိုင်းကပြစ်တော်သည်တင်လာတဲ့အရာရှိတွေရောက်ရှိနေကြပြီးတက်ဆိုင်ရာစစ်တမ်းများတွေမှာအပြည့်ထွက်ခွင့်မရှိဆောင်းတိုင်းနေကြရပါတယ်။ လာမယ်မနေ့ဖြန်တနေ့လာနေ့ဘရင်တော်တက်မြုပ်တန်တော်ကြီးမှာဖွင့်လိုက်မယ်ခြေလင်းတက်ရမှုတက်ခွဲမှုတက်ဆုမှုတင်တန်းတက်ရောက်မယ်အစ်စ်ဘူကြီးများပဲဖြစ်ကြပါတောင်ကနေရှင်နှလိုက်စုဖွဲ့ထွက်ခွာပြီးအမှတ်9033တင်ကားတိုင်ရမှာတစ်ထောင်နောက်ပြီးမှတမတော်ကြီးတက်ခိုင်းအကြောင်းဘရင်တော်ကိုဆက်ထွက်လေ့ရှိတာဖြစ်ပါတယ်မန္တလေးသာဘိုးကုံမြို့ကိုနေရောညပါအဆက်မပြတ်လေချောင်းကနေဘုံကျဲတက်ခိုက်ဖြက်စီးနေသေးတာဖြစ်ပါတယ်စပိတ်ကျဲခြေဆက်အမှတ်73တမတော်တမ်းမြင့်၄ကျင်းအကြောင်းအနည်းတော့အချိတွေ့မှုရှိနေပါတယ် နေပြည်တော်မှာတော့မြန်မာနဲ့တရုတ်တမျိုးစီဖြစ်လို့နေပါတယ်။စီပင်ဝင်တဲ့အင်အားကိုမြန်မာအင်ဂျင်နီယာဖွဲ့စစ်ဆေးချက်ဟာအဝါရောင်အစ်စ်လူနေထိုင်လို့ရဖြစ်ပြီးတရုတ်အင်ဂျင်နီယာဖွဲ့စစ်ဆေးချက်အရအနေရောင်အစ်စ်လူနေထိုင်လို့မရဖြစ်နေပါတယ်။ရုရှားဘက်ကလာဆက်ရင်ကာလာတမျိုးဖြစ်နေအောင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စာလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိရ။